အငင်းပွားစရာပေါ်လာလို့ရှိရင်မတူရင်မတူဘူးလို့မှတ်ထားတူတဲ့နေရာမှာဆွေးနွေးမယ်အခုခေတ်မှာ ပြောတာမဟုတ်ဘူးနော်အယူဝါဒချင်း မတူဘူးဆိုလို့ရှိရင်မတူတာဖဲထားတူတာကိုနဲ့သွားကြမယ်တို့ပြောကြတယ်အမြတ်စွာဘုရားဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း2600တည်းဟောထားတာအဲ့ဒီဟာနော်တယောက်နဲ့တယောက်လက်တွဲတယ်မိသားစုဆိုတာတယောက်နဲ့တယောက်အမြင်ချင်းညှိလို့မရဘူးဆိုရင် ထားညှိလို့ရတဲ့ဟာနဲ့သွားကြီးလို့မရတာအသာထားမဆွေးနှွေးနဲ့အဲ့ဒါလွတ်ထလိုက်လွတ်ထလိုက်ပြီးတော့သူနဲ့ကိုယ်သဘောတူတဲ့ဟာနဲ့ဆက်ပြီးအလုပ်လုပ်လောကလူဆိုတာသူ့အမြင်ကိုယ်အမြင်ကွဲပြားခြားနားနေမှာပဲဘယ်တော့မှပေါင်းဆက်လို့ရမှာမဟုတ်ဘူးဒါရှင်နုရုဒ္ဓတို့လူစိတ်ထားနိုင်မှသာပေါ်ဆက်ရမယ်ရှင်နုရုဒ္ဓတို့တငယ်ချင်း၃ယောက်ကတော့ ငါဆန္ဒကိုအတာထငါစိတ်အလိုကိုအတာထသူတို့စိတ်တိုင်းကနေမယ်ဆိုရဲအဲ့ဒီလိုထားမှရမှာသုံးခုတစ်စိတ်နှစ်ခုတစ်စိတ်သုံးခုတစ်စိတ်အဲ့လိုမှသဘောချင်းအတိုက်ဆိုင်လို့ရမှာအလိုဆိုရင်လူဆိုတာနာနိစ္စတရားနာနာဆန္ဒတမေတဖေးတဲ့မွေးတဲ့ညီကိုပြင်းပေါင်းနှမအရင် ညင်မအရင်တောင်မှပဲတယောက်နဲ့တယောက်မတူစိတ်ဆန္ဒတယ်။ကွယ်ပြားချမ်းသာတယ်လို့တို့ဆိုလို့တယ်နော်။ဣကိစ္ဆတရားနာမထုံးလပါ စိတ်ဆန္ဒရင်တူတယ်လို့ဆိုတာအလွန်ရခဲ့ပါတယ်တဲ့။ဓမ္မရှားပါတယ်။နာနိစ္စတရားနာ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 အဓိပုတ်တိကနှလုံးသွင်းမှုတွေအမျိုးစုံအဲတူဆိုတာ တမေရဲမွေးလို့ညီကောင်မောင်တို့မှဖြစ်နေပြီမဲ့လို့စိတ်ဆန္ဒခြင်းကြတော့တမေရဲကမွေးတာမဟုတ်တော့ရှုပ်ကသာတမေရဲကမွေးတာစိတ်ကြတော့တမျိုးစီပဲနော်လူဆိုတာစိတ်ကတည်းကအဲ့ဒါကိုမြတ်စွာဘုရားကနားလဲနိုင်ရမယ်လို့ဆုံးမတာနားလဲဖို့လိုအပ်တယ်မငင်းနဲ့နားလဲရမယ်